င်းပြအင်းပြအင်းပြဘုန်းကြီးပြည်ချက်ကောင်းနေဟမ်စစ်လဲတိုက်ရတယ်မီးလဲညှင်းရတယ်อืมတာကားစမေးလို့လေလင်းကျဲလို့မီးလောင်တာကိုစစ်ကတိုက်ကစီမီးကညှင်းတယ်ဤပြမိုင်းနေတော့ချာကဲကြည့်ရအောင်အားလုံးရကြီးစောမင်းတို့စစ်ခွေတက်အကောင်ရရတော့ဒါပြည်သူရဲ့နေအိမ်ကိုမီးဆိုးဖျက်စီးရနော်ဟောတော်လိုင်းရဲဘော်တွေရတော့ပြည်သူအကျိုးပြုတဲ့အတွက်နော်อืมစစ်လဲတိုက်တယ်မီးလဲညှင်းတယ် ကဲကြည့်ဦးဒီကွမ်းမယူနီဖောင်းအောက်ထုတ်ပြည့်စုံတဲ့မင်းကြီးရွာတက်ဝဲတက်နေတန်းလိုက်နေကဲကြည့်ဦးဆယ်ပဲစကန်းကနေခွေးပြေးဝဲပြီးပြီးသွားတော့ဒီ drone တော့မတည့်ွားနိုင်စနေပါနဲ့ပြည့်လို့ထွက်ပြီးွားတာဘောရလောဘောအလောဘောမီလန်တီ drone နေပါကြည့်ဦးမ drone သီးတွေပါဘုံသီးတွေပါမှာအဆင်သင့်ပါ ဟုတ်ကဲ့ကျွန်တော်ညီကိုမွန်မမများအားလုံးပဲမင်္ဂလာပါအခုဗီဒီယိုလေးကတော့ဒါကျွန်တော်စေတမတိုက်ပွဲဝင်နေတဲ့ကျွန်တော်တော်လိုင်းရဲဘော်တွေတိုက်ပွဲတက်နေတဲ့ဂျားရဲအောင်မှာပြည်သူအကျိုးဘယ်လိုတွေပြုထားမလဲဆိုတာရဲ့ဒီမင်းအောင်လည်းစစ်ခွေကျုံတပေါက်ကောင်တွေသူတို့ဒီစခန်းကနေခွေးပြွက်ပြီးပြေးသွားပြီးတော့ကျွန်တော်တော်လိုင်းရဲဘော်တွေကိုဘယ်လိုမျိုးအလှူတွေလောက်သွားပေးမလဲဆိုတဲ့ဗီဒီယိုအပါအဝင်ဒီနောက်မှာတော်လိုင်းင်းနဲ့ပတ်သက်ပြီးတော့ဘာတွေဆက်လုပ်သင့်နေပြီလဲဆိုတဲ့အကြောင်းပြောပြထားတဲ့ဒီဥပဒေပညာရှင်ဦးမျိုးထက်တန်သိန်းရဲ့ပြောစကားလေးတွေကိုကျွန်တော်တွားပြီးတော့နားထောင်ကြည့်လိုက်အောင်ညာ ဲလာပါပြီပထမဆုံးဒီအကြံပတ်စစ်ကွေတက်လေချောင်းကနေဘုံကျဲလိုက်လို့ဒါကျွန်တော်ပြည်သူတွေရဲ့နေအိမ်မီဒီလောင်ကုန်တော့ဗောနော်အဲ့ဒါကိုပြည်သူအကျိုးပြုနေကြတဲ့ကျွန်တော်တော်လိုင်းရဲဘော်တွေကတော့ဘယ်လိုမှမနေနိုင်တော့တဲ့အဆုံးစစ်တမ်းမှာတိုက်ပွဲဝင်နေတဲ့ဂျားတဲကောင်မှဘယ်လိုတွေချစ်စရာကောင်းအောင်မင်းငိမ့်တက်ပြထားပေးမလဲဆိုတော့ကျွန်တော်အရင်ဆုံးကြည်လိုက်အောင်ညာအင်းရအင်းရအင်းရဘဝပြည်ကကောင်းနေဟမ်စစ်လဲတိုက်ရတယ်မီးလဲညှင်းရတယ်အင်းတာကားစားမေးလို့လေလင်းကျဲလို့မီးလောင်တာကိုစိတ်ကတက်ကြတယ်မီးကညံ့တယ်ဤပြမိုင်းနေတော့ ကဲကြည့်အောင်အားလုံးရပြီစောမင်းတို့စစ်ခွေတက်အကောင်ရတော့တာပြည်သူရဲ့နေအိမ်ကိုမီးဆိုးဖျက်ဆီးရနော်နောက်တော်လိုင်းရဲဘော်တွေရတော့ပြည်သူအကျိုးပြုတဲ့အတွက်နော်ဟွဆဲလက်တိုက်တယ်မီးလည်းငိမ့်တယ်ဟိုဘဟိုဘကအပုံဟိုမြောင်ဖျားအပုံရအမှန်မှာဒီဘက်ဖျားအပုံတွေ့လားအေးအဲ့ဘကဘူးမအဲ့ဘကဘူးမ kia chiều quên mày chúng đi vào ô tô kia rồi này mình nhìn mà trang về này trang này nhảy nhảy Ok, chiều Nhây là, nhây là, ê, nhây မျိုးစစ်ခွေးဘောမိုင်းလာကြည့်နော်ဒီမှာဟောတော်လိုင်းရဲဘော်တွေကပြည်သူပြည်သူအကျိုးဘယ်လောက်တွေပြုတ်လဲဆိုတာမင်းတို့စစ်ခွေးဘောမတွေဒီမှာလာကြည့်နော်ဟောတော်လိုင်းရဲဘော်တွေကတော့ပြည်သူအကျိုးဘယ်လောက်ထိပြုတ်လဲဆိုတာမင်းတို့အားလုံးတွေ့ကြအောင်နော်ဒီမှာကဲတော့ပြောချင်တာကတော့နော်ပြည်သူကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေတယ်မင်းတို့ဒီအကြမ်းဖက်စစ်ခွေးတွေနဲ့တော့ဘယ်လိုမှလာဆင်အောင်မရဘူးအကောလုံးကတော့စီနဲ့ရေပဲကဲနောက်ထပ်ဒီမင်းအောင်လာရဲ့စစ်ခွေးကျုံတဲ့ပေါက်ကောင်တွေ တို့ဒီစကန်တွေကနေခွေးပြေးဝဲပြီးပြေးသွားပြီးတော့ဒါကျွန်တော်တော်လိုင်းရဲဘော်တွေကိုတိန်းထောင်ချီတန်တဲ့ drone တစ်စင်းအလှူလုတ်သွားပြီးတဲ့ဗီဒီယိုလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာเอลาวิลาอินมาจิซีตวยโลเนเนตมาเนเนตมาเปมาเจียวพี่น้อยอ่ะ ဒီ drone တစ်စင်းကဒါဈေးမနေဘူးเนาะတက်ဒီမှာလားကဲကြည့်အောင်ဆယ်ပဲဒီဝတ်ဝတ်ကြည့်ဒီမှာဒီလောက်ကိုက်စခန်းကနေခွေးပြွေးပြီးပြေးသွားတော့ဒီ drone တော့မတည့်ဝါနိုင်ဘူး ိတ်တမ်းမှာပဲတက်ဝက်ဖြစ်နေเนาะဒါကြောင့် PDF တွေနဲ့ဒါ KNDF KNDF ရေးပေါ်တွေဖြစ်မကြည့်ရ င်ပါတယ်ဖန်တာနော်အဲ့မှာဒီနေ့ဒီနေ့ကဲအလှူကတော့10ပဲနော်ဒရုန်းဒီဇိုင်းရမှာအသစ်ဆက်ဆက်ကြီးရောတကယ်တမ်းကျွန်တော်တော်လိုင်းတက်ဖွဲ့တွေထောက်ဖို့လုပ်နေပြီးဒါသူတို့စစ်ခွေကျွန်းသဘောက်ကောင်းနေပဲ စနေပါနဲ့ပြည့်လို့ထွက်ပြီးပါလားကြည့်哦မဒရုန်းသီးတွေပါဘုံသီးတွေပါမှာအဆင်သေးပဲအဲ့တော့အခုလို့အလှလှုပ်သွားပြီးတဲ့အတွက်မင်းတို့ကျုံတပေါက်ကောင်းတွေကိုတကယ်ကိုကျေးဇူးတင်ပါတယ် ကဲနောက်ထပ်ဒီတော်လိုင်းနဲ့ပတ်သက်ပြီးတော့ဘာတွေဆက်လုပ်သင့်နေပြီလဲဆိုတဲ့အကြောင်းအာရကန်သတင်းဌာနရဲ့အင်တာဗျူးမှာပြောပြထားတဲ့ဒီမြန်မာအရေးလှုပ်ရှားသူဥပဒေပညာရှင်ဦးမျိုးထက်တန်တန်ရဲ့ပြောစကားလေးတွေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာကျွန်တော်တို့လိုချင်တာဒီဇာလန်စကီလိုခေါင်းဆောင်မျိုးမြေပြင်မှာတကယ်ရှိတဲ့ခေါင်းဆောင်မျိုးပြည်သူကိုကိုစားပြုတဲ့ခေါင်းဆောင်မျိုးအမြော်အမြင်ကြီးသောခေါင်းဆောင်မျိုးဒါမျိုးကိုလိုချင်တာဖြစ်တယ်ဆိုတာကိုကျွန်တော်တင်ပြတယ်ဟုတ်ကဲ့အင်းအများကြီးတပါချာဒီလိုခေါင်းဆောင်မျိုးကကျွန်တော်တို့ပြည်တွင်းထဲမှာပေါ်ပေါက်လာနိုင်တာရှိနေနိုင်လားဟိုမှာရှိနေပြီးသားကျေကနေပြီးတော့ကျွန်တော်တို့လူငယ်တွေ တကယ်တက်ကြွရဲအာတကယ်လုဆောင်နေတဲ့အထက်မှာဆရာတို့အနေနဲ့ဆိုရင်ဒါကျွန်တော်တို့မှာဖြစ်နိုင်ခြင်းရှိတယ်ပြောလင်းချက်တွေအများကြီးရှိတယ်လို့ဆရာပြောတော့ပါအားဆရာရှိတာပေါ့ရှိတယ်အဲ့တော့တကယ်တကယ်ကျတော့ပေါ်ပေါက်နေပြီးပြီပေါ်ပေါက်ဝင်နေပြီးပြီအဲ့တော့ကျွန်တော်အနေနဲ့ဘသူဘယ်ဝါဆိုတဲ့ဘိုင်းလေးနေတော့မတက်တော့ဘာကြောင့်လဲဆိုတော့ပေါ်ပေါက်နေတာတွေကအများကြီးဖြစ်နေတော်တော်ကိုများများကိုမြန်မာပြည်နဲ့မှာကျွန်တော်တို့တွေ့နေရတယ်ဆိုတော့ဆရာကျွန်တော်ပြောပြမယ်သခင်အောင်ဆန်းပေါ်လာတဲ့အချိန်ကလေသခင်အောင်ဆန်းကိုအောင်ဆန်းကစောက်တကန်းဆိုပြောခဲ့ကြတာအောင်ဆန်းကထောင်တကန်းရှောင်းနေရဆိုပြောခဲ့ကြပြီးတော့ တခင်အောင်ဆန်းကသူ့အမျိုးတွေကိုတိုင်ဆန့်ကျင်တယ်။တခင်အောင်ဆန်းအသက်30နှစ်ပေါ်လာတဲ့အခါကျတော့အစင်လာရှိတဲ့ဒေါက်တာဖွဲ့ရထားပြီးတော့အသက်ကြီးတဲ့ပုဂ္ဂိုလ်ကြီးတွေနိုင်ငံရေးဆင်လာရှိတဲ့ဝါကြီးကြီးတွေဆန့်ကျင်ခဲ့ကြတာ။တိုးတော်လေတခင်အောင်ဆန်းတို့ခက်ကတခင်အောင်ဆန်းကံကောင်းခဲ့တာကသူ့ကိုပခုံးချမ်းတင်ပေးမဲ့လူကြီးမျိုးဆက်တွေရှိပြောချင်တာကတခင်ကိုတော်ပိုင်းတို့တခင်များတို့နော်ဦးရာဇက်တို့ဒီတို့ဥပချူတို့ဒါတွေရှိခဲ့နော်ဆိုတော့အခုကျွန်တော်တို့တော်လရင်မှာကတခင်အောင်ဆန်းကဲ့သို့လူငယ်မျိုးဆက်တွေကတိုင်းသားလူမျိုးပေါင်းစုံမှာပေါ်ထားပြီးသားနော်ပေါ်ထားပြီးသားရှိနေပြီးသားဖြစ်တယ်သို့တော့ ျွန်တော်တို့အစင်လာရှိတဲ့ခေါင်းဆောင်ကြီးတွေအနေနဲ့နော်တိုင်းပြည်ရဲ့အနာဂတ်ကိုကြည့်ပြီးတော့ပခုံးထမ်းပေးရဒီအချိန်မှာတို့ကရှေ့ကခေါင်းနေရာတဲ့ပခုံးနေရာမှာကြောက်ယူရမယ်ဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေရာဒီသတင်းစကားကိုအကုန်လုံးပေးချင်တယ်ဘာကြောင့်လဲလူငယ်မျိုးဆက်တွေကအတွေးထော်တက်တည်နေစိတ်ဓာတ်တက်တည်နေဒီမှာဒေါ်လာရင်းမှာအဆုံးသက်တိုက်ကိုတို့ကတွဲရအဲ့တော့လက်ရှိမြေပြင်မှာပေါ်နေပြီးပြီလေကျွန်တော်တို့ကဒီအချိန်မှာပခုံးကောင်းပခုံးကောင်းနဲ့ဝိုင်းပြီးတော့ထမ်းတက်ပေးရမြေပြင်မှာတကယ်ပေါ်ပြီးသားဖြစ်နေတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ရှေ့မှာတင်ပြခဲ့တယ်ဒီဒေါ်လာရင်းအောင်မှုစပြည်သူရဲ့ရွေးချယ်မှု အဲ့ဒါအရေးကြီးတယ်ပြည်သူကဝိုင်းပြီးတော့ရွေးချယ်ပေးရပြည်သူကဝိုင်းပြီးခြောက်ခံပေးရဒီဒေါ်လာရင်းကြီးအောင်ဖို့ဆိုလို့ရှိရင်တကယ်တကယ်ကျတော့ကျွန်တော်တို့ကနော်ကျွန်တော်တို့ mask ရဲ့ media ရဲ့ money ရဲ့ military ရဲ့ဆိုတဲ့ m လေးလုံးဆိုပေပုံကနောက်ဆိုင်ကြီးလေးခုကအကြက်ပြောင်းမှာဖြစ်ပါလေအဲ့တော့ခုနကပြည်သူရဲ့ပါဝင်မှုဆိုတာကပြည်သူရဲ့ရွေးချယ်မှုခြောက်ခံမှုဖြစ်ပါလေအဲ့ဒါက mask နော် media ဆိုတော့ဆရာတို့လို့ကျွန်တော်တို့လို့နော်လူလူကိုသတင်းစကားပေးတာတွေစီးရုံးတာတွေခွာပေးတာတွေဒါတွေ media တွေကလည်းခွာကောင်းမှုလို့နောက်ကကျတော့ money ပတ်စံရှိမှကျွန်တော်တို့စာဝင်တွေရင်း နော်အတူရှိသည်နော်နောက်နှကန်းဒီတောင်းဆက်နေလို့လို့ရမှာဖြစ်တယ်ပတ်စံကလည်းအရေးပါတဲ့ခါကျတော့ဒီပတ်စံကိုမမှန်ကန်ကန်လိုအပ်တဲ့နေရာမှာကျွန်တော်တို့သုံးစနိုင်မှုတည်းရေးကြည့်တယ် military ဆိုတာကလည်းကျွန်တော်တို့အခု PDF တွေ LDF တွေ UG တိုင်းသားလမ်းတွေကတက်ခွေသူတို့တွေကလည်းနော်ကျွန်တော်တို့ဒုံးနဲ့တိုက်ရတာမဟုတ်ဘူးအတူရှိနဲ့တိုက်ရတာဒီအားတွေကိုဟန်ချက်နေအဲ့တော့ခုနကကျွန်တော်တို့လက်နက်ကန်တက်ခွေနဲ့ ML လုံးနဲ့ဒီဘက်ကပြည်သူတွေရဲ့လူအချင်းပြုနော်ပျောက်ကြားဒေါ်လာရေးစစ်တီနဲ့လူအချင်းပြုအရေးတော်ပုံတွေဆက်ဆက်ဖို့ကခုနကကောင်းမွန်သောကောင်းဆောင်မှုတွေနဲ့တွားပြီးတော့ဆက်ဆက် တခါလူလူရဲ့ရွေးချယ်မှုတွေနဲ့ပေါ်ပြီးတော့ဆက်ဆက်နေတာကိုကျွန်တော်တွေ့ရတယ်ဒီလိုမျိုးလူလူတွေကလည်းမှန်မှန်ကန်ကန်ရွေးချယ်ပြီးတော့ဝင်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒေါ်လာရေးကြီးကအဓိကပို့ပြီးတော့အောင်မြင်မှာဖြစ်တယ်ကျွန်တော်နေနဲ့ထပ်ပြီးချစ်ဆွတ်တင်ပြချင်တာကနော်ကျွန်တော်ဒါကတိုင်းသားဒေါ်လာရေးခေါင်းဆောင်ကြီးအကုန်လုံးစဉ်းစားစီချင်တယ်နော်လက်ရှိမြန်မာတက်ပွဲဝင်နေတဲ့ခေါင်းဆောင်တွေပေါ့အန်ယူဂျီအပါအဝင်အားစဉ်းစားစီချင်ဆိုတော့ကျွန်တော်ကဂျီဒေါ်လာရေးကြီးကကျွန်တော်တို့အားလုံးညွှန်ပြဖို့ဒီကောင်လေးမရှိမှရမရှိမှရမှာဆိုတော့ကျွန်တော်တို့ဂလော့ဆယ်ကနော်လော့ဘလာနဲ့စခဲ့တယ်ဘယ်ဦးဒေါ်လာရေးဆို နော်လက်သုံးကြောင်ထောင်ပြီးစခဲ့တယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့မျိုးပြပြောက်ကြမျိုးပြပြောက်ကြတယ်အခုအတူရှည်တွေနဲ့နော်လက်ညိုးတွေကိုရီတံပေါက်တွေပြင်အပေါ်ကနေကောင်းမြတ်တွေထုတ်ချတဲ့စက်တွေကိုရောက်လာဒီစက်တွေရောက်လာဆိုတော့အရင်တော့ကကျွန်တော်တို့တွေကပျောက်ကြားစက်နော်မျိုးပြပြောက်ကြကနေပြီးတော့တောနေချင်းလေးတွေဒီပျောက်ကြားစက်ကနေအခုဆိုလို့ရှိရင်နော်ကျွန်တော်တို့ဟိုစက်ခန်းတွေကိုတိတ်တဲ့စက်ကိုကနေပြီးတော့ကိုက်စက်တွေထိရောက်လာအဲ့ဒီအချိန်မှာကျွန်တော်တင်ပြချင်တာကကျွန်တော်ဒီအရသားတယောက်ဖြစ်ပါတယ်သို့တော့ကျွန်တော်အနေနဲ့ထပ်ပြီးတင်ပြချင်တာကမာဗျူအောင်ရန်သူတွေကိုချိန်မုန်းတဲ့ဟာတွေကိုလည်းစင်စစ်မပြတ်လုပ်နေဖို့လူတွေဆိုပြီးတော့ကျွန်တော်အရသားတယောက်အနေနဲ့ ကျွန်တော်ယူသတာတွေးမိတာရှိပါတယ်အဲ့ဒါတွေကတော့ဗာလဲဆိုတော့ကျွန်တော်နံပါတ်၁စက်တောင်စီကနော်အခုလောလောဆယ်ဒီကျွန်တော်ရှေ့မှာတင်ပြခဲ့တယ်သူရဲ့ပြပြပြုံးလာတဲ့အင်အားတွေကိုအစားထိုးဖို့အတွက်ပြီးသူကိုအင်ကျက်ချင်းပုံမဲ့တုတ်ပြီးခုတ်ခိုင်းအဲ့ဒါကတော့ဗာလဲအတင်းချက်စုံကြောင်းပြနေပြီးသူတွေကိုအတင်းကိုဖမ်းပြီးတော့တွတ်သွင်းတဲ့အခါမှာသူတို့တင်တဲ့အရင်ကြီးကအတွက်ပေါ့၁၄ချိန်အောက်ထိကိုသူတို့ရပါအဲ့တော့သူတို့ပြုံးတီးသွားတဲ့အင်အားတွေနေမှာသူတို့ကစခါတွေအစားကိုချက်ပြီးတော့ပြီးသူတွေကိုအစားထိုးပြီးတော့ယူသားဒီဇိုင်းတွေနော်မိုင်းရှင်းတဲ့တပြည့်စီတွေအပြည့်သုံးနေတယ် ဒါဒီအလွန်ကြောက်ရွံ့စရာကောင်းတယ်စိုးရိမ်စရာကောင်းတယ်ဒါကြောင့်မလို့ဒါကိုကျွန်တော်တို့နံပါတ်1အပြတ်ဖြတ်ဖို့ကျွန်တော်တို့မြန်မာတပီလုံးမှရှိတယ်နော် AAKI အပါဝင် NG ပါဝင် LDF PD အကုန်လုံးကဝိုင်းပြီးစဉ်းစားတည်ခြင်းနော်အဲ့ဒါကိုကျွန်တော်တို့မရရအောင်ဖြတ်ဖို့နံပါတ်1ချက်ကကျွန်တော်တို့ဂျန်သူကလေချောင်းဆုံးမှုလို့အားလုံးမသိတယ်ဘယ်နေရာမှာမစစ်သူတို့ကုန်းချောင်းအလိုက်သူတို့ရှုံးတာပဲဂျေချောင်းအလိုက်ရှုံးတဲ့အချိန်မှာ तू ကလေးမြန်ကိုအဓိကအပူရဆိုတော့လေးမြန်ကိုကောင်းမြန်မှာပြန်နေတဲ့အချိန်မှာရှင်းဖို့ဆိုတာကစေကောင်းမှုကြီးတယ်အဲ့တော့နှစ်တိုက်တွေလက်ထပ်တိုက်တွေကျွန်တော်တို့ရှင်းဖို့ကြိုးစားရမယ်ဆိုတော့မပြောဘူးကျွန်တော်ကြက်ကြက်နံပါတ်3 ဒီကောင်နေခဲ့เนาะအတို့အရှိတွေဆိုတာကခဲယမ်းပြီးကြောက်မရှိလို့ရှင်တို့ပါအဲ့တော့ခဲယမ်းပြီးကြောက်ဒီကိုစစမပြတ်ထုတ်ပေးနေတယ်ကာဘေးပစ္စည်းဆက်ယူကပ္ပစတွေကိုရတယ်နီးနေရှင်းချင်းဆိုတာဒီလည်းသိအရေးကြီးပါတယ်နံပါတ်၄ချက်ကဥမာဆိုဘဘောကိုအခုကြောင်နေထိုးစစ်စင်ဘလို့ထိုးစစ်စင်လဲเนาะကုန်းကြောင်ကနေတို့လာလို့မရတဲ့အခါကျတော့ရိုက်နေခုအဲ့တော့ကျွန်တော်တို့ကတို့ရဲ့တည်ယူပတ်ဆောင်ရင်းနဲ့ဆက်သွယ်ရေးစနစ်တွေကိုစစမပြတ်เนาะဘယ်နေရာမြန်မာပြည်ရဲ့ဘယ်နေရာမှာရှိနေလဲကျွန်တော်တို့နော်ကိုဘက်ကမထိခိုက်ပဲနဲ့ဖြတ်တတ်ဖို့စူးစမ်းခြင်းနဲ့နံပါတ်5အချက်ဂျန်သူကိုနေ့ညမပြတ်နေ့တိုင်းနေ့တိုင်းနော် စိတ်ဓာတ်ကအစအနာမပေးပဲနဲ့ရန်သူရဲ့နောက်တန်းဌာနချုပ်တွေဖြစ်တဲ့တမဌာနချုပ်တရရင်ဌာနချုပ်တရရင်ဌာနချုပ်တွေကိုကျွန်တော်တို့အဝေးကနေ transfer ပြီးတော့တော့လုတ်ချင်းဆိုတဲ့ငါးချက်ကိုကျွန်တော်တို့လုတ်ကြဖို့လိုတယ်ဆိုတာကိုကျွန်တော်အနေနဲ့ဒီနေရာကတင်ပြတင်တယ်ဒီနေရာမှာကျွန်တော်ထပ်ပြီးတော့တင်ပြတင်တာပြီးခဲ့တဲ့ရက်ပိုင်းက AA ကနေပြီးတော့တော့ကျွန်တော်တို့ကြောညာစာတစ်စောင်ထုတ်လိုက်တယ်ကိုကျွန်တော်တွေ့မိတယ်အဲ့ဒါကတော့ Arabic data ကလူငယ်တွေအနေနဲ့ပေါ့နော်ဒီမကိုတော့ထွက်တဲ့ဟာတွေကိုတားမြစ်တယ်ဆိုတာဒီနေရာမှာကျွန်တော်အနေနဲ့တင်ပြတင်တာက AA ကအမျိုးသားအကျိုးစီးပွားအတွက်အရေးပေါ်ပါဒီကနော်တို့လုတ်ခဲ့ချိန်မှာ ဘာကိုသွားပြီးတော့မဟာဗီရောမြောက်ကျွန်တော်တွေ့ရတယ်။နံပါတ်၁အချက်။ဘာကြောင့်လဲဆိုတော့ AA ကဒီလိုထုတ်ပါခြင်းအကြောင်းရင်းပါကျွန်တော်တို့သတင်းတွေမှာဖတ်ရတဲ့အခါဘာကိုတွေ့ရလဲဆိုတော့ဒီရခိုင်သားတွေငယ်တွေကစစ်မှုထမ်းတပ်ကိုပြီးနေတဲ့အခါကျတော့စစ်ကောင်စီကသူတို့နယ်ကိုရောက်လာတဲ့ဖမ်းပြီးအတင်းကျပ်စစ်မှုထမ်းဖို့ပို့တယ်။စစ်မှုထမ်းဖို့ပို့တယ်ဆိုတော့နံပါတ်၁အချက်စစ်ကောင်စီအတွက်ကသူတို့စက်ခဥ်ကြီးရပါတယ်။နံပါတ်၂အချက်သူတို့ဒီ AA ပါဝင်ကျွန်တော်တို့ဒေါ်လာကြီးကိုပြန်တိုက်မယ့်အင်အားစုတွေဖြတ်သွားတယ်။အဲ့တော့နှခါနာပေါ့။တော်တော် AA ကဒီလိုမျိုးကြင်ကြံချက်ထုတ်လိုက်တဲ့အချိန်မှာအကျိုးစီးပွားကဘာဖြစ်သွားလဲဆိုတော့နံပါတ်၁ချက် စစ်ကောင်စီကလုပ်နေတဲ့အတင်းကျပ်စစ်မှုထမ်းဥပဒေကိုချက်စီးရရအောင်။ဒါကြောင့်စစ်ကောင်စီကသူတို့စစ်အတင်းကျပ်ရခိုင်သားတွေကိုဖမ်းပြီးတော့ထည့်လို့မရတော့ဘူး။နံပါတ်၄ချက်နော်။အေးအေးမှာနောက်ထပ်တိုးပြီးတော့နော်ကျွန်တော်အင်အားစုတွေတိုးလာတယ်။ဘာကြောင့်လဲ။အေးအေးဒီတော့ကျက်ပြတ်နေလေမြေကြီးကိုထိန်းထားတဲ့အချိန်မှာသူ့မှာလူအင်အားလူပဲစစ်ပန်းနေတဲ့လူရှိမယ်။အနာရောဂါရှိနေတဲ့ဒါတွေအတွက်ကိုဟန်ရခိုင်နိုင်ငံတော်အတွက်ကိုကာကွယ်မဲ့အင်အားစုတက်တည်ဖြစ်လာမဲ့ဟာဖြစ်တဲ့အတွက်နော်ကျွန်တော်အနေနဲ့မြန်မာပြည်လုံးအတိုင်းအတာကိုကျွန်တော်ကြည့်မယ်ဆိုရင်မဟာဗျူဟာမြောက်နော်ကျွန်တော်ရှေ့မှာတင်ပြခဲ့တဲ့နံပါတ်၁အချက်ဖြစ်တဲ့ စက်ကောင်စီကဆက်ဆက်မပြတ်စခါတက်တွေရတာကိုဖျက်လိုက်တာဖြစ်တဲ့အတွက်တကယ်ကိုလေးစားစရာကောင်းတဲ့အမျိုးမြင်ကြီးတဲ့လှုပ်ဆောင်မှုဖြစ်တဲ့အခါကျတော့ကျွန်တော်တို့တိုင်းရင်းသားဘောင်းဆောင်ဒီလှုပ်ဆောင်ချက်ကိုကျွန်တော်တွေ့ချာချာလေးဝိုင်းပြီးတော့နော်လေ့လာပြီးတော့ကိုယ်အနေနဲ့ကိုယ်ဒေသနဲ့နိုင်ငံညီထွေမဲ့ဟာတွေကိုလှုပ်ဆောင်ခြင်းအပြင်စက်ကောင်စီကိုစက်ထအမြင့်တွေမရအောင်လှုပ်ဆောင်ဖို့ဒူရဲဆိုတာကိုချစ်ဆက်တင်ပြချင်ကျေးဇူးပါအဲ့တော့ကျွန်တော်ဦးမျိုးထိုက်တန်တဲယုံလေတကယ်ကိုလေးစားပါတယ်နော်အာရိုကန်သတင်းဌာနကိုလည်းဒီနေရာနဲ့ကျွန်တော် credit ပေးပါတယ် အဲ့တော့ဟိုတနေ့ရတာကျွန်တော်အာရခတ်တတ်တော့ A ကထုတ်ပြန်လိုက်တဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့နော်ဒါခဏဦးမျိုးထက်တန်သိပြောပြသွားတာတွေကအားလုံးပဲသဘောပေါက်ကြအောင်နော်အခုလူမျိုးလောရတဲ့ဆိုတာကလည်းတို့ဒီအချမ်းဘတ်စစ်ခွေတက်တော့ရရင်ရတယ်လို့ဒါရခိုင်လူမျိုးတွေကိုဖမ်းမယ်ဖမ်းပြီးဒီစစ်တဲထဲမယ်နော်အဓိကတော့အဲ့လိုမျိုးတွေမဖြစ်လာရအောင်လို့ဒီထုတ်ပြန်ချက်ကိုထုတ်ပြန်လိုက်တာပဲနော် အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုဘက်စစ်ခွေလော်ဘီတွေကလည်းဝါရမိုင်းတွေဖြန့်နေကြသေးတယ်အဲ့တော့မင်းတို့တခုပြောလိုက်မယ်ငါတို့တော်လိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုပဲဖြစ်နေဖြစ်နေဟိုဒါကကောင်းပါတယ်ဒီဒါကကောင်းပါတယ်လည်းမင်းတို့လာပြီးတော့ပြောနေကြမှာမလို့မင်းတို့နဲ့တော်လိုင်းနဲ့လည်းဘာမှမဆိုင်ဘူးမင်းတို့ဒီလိုတွေငါတို့ဝါရမိုင်းဖြန့်နေမဲ့အစားလေမင်းတို့စစ်ခွေဘောမတွေအချင်းချင်းပဲအရင်ညင်ညွတ်အောင်လောက်လိုက်အောင်နော်အခုလိုမျိုးငါတို့အာရခတ်တက်တော့ AA ကဒီလိုထုတ်ပြန်ချက်မျိုးထုတ်ပြန်လိုက်တာကမင်းတို့စစ်ခွေတက်တယ်ကိုငါတို့ရခိုင်လူမျိုးတွေမရောက်စေချင်လို့ပဲနော်အဓိကကတော့ ကဲတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ညီကောင်မတွေတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်အားလုံးပဲကျေးမပေးခင်ကြပါခင်ဗျာ